တခါတည်းကလူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထား။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ကိုလွှမ်းမိုးနိုင်ရင်ရုပ်ပါပါလာတာပေါ့။ အဲ့ဒါကိုအဘိဓမ္မာမှာသန္တာအဓိပတိသန္နတံပြုတ်တကဏံဓမ္မနံတံသမုဋ္ဌာနံနိစ္စရူပနံအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာအဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထိုးလို့လာတဲ့ရုပ်တွေအဲ့ဒါတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္နပေါ်လာတာနဲ့တကြိုင်နဲ့ထိုသန္နသည်ရော်ရဲရဲသန္တာမျိုးမဟုတ်ဘူးဆိုရင်အောင်မြအောင်လုပ်တာမလို့ ဒါဆန္ဒကနေဥဆောင်တော့အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှကဆန္ဒကဥဆောင်လို့စလာပြီဆိုရင် နောက်ကဘသူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုတယ်ဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဘက်ဆွန်ကနေခေါ်ထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လိုလဲကြိုးပမ်းအားထုတ်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယဓိပတိဝိရိယဣတိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှု